ိုင်းသွင်းဝင်ရောက်မည်သူများမေလတရက်မှစတင်ကဒီဂျစ်တယ်ဆိုင်းရောက်ကဖြစ်သွင်းရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်မေလတရက်ကစတင်ပြီးထိုင်းနိုင်ငံသို့ဝင်ရောက်မယ့်မြန်မာအပါအဝင်နိုင်ငံခြားသားခရီးသွားအလုံးအသွဲ Digital ဆိုက်ရောက်ကတ် Thailand Digital Arrival ကတ် TDAC စနစ်ကိုကျင့်သုံးသွားမယ်လို့မြန်မာနိုင်ငံဆိုင်ရာထိုင်းတန်ယုံကထုတ်ပြန်ထားပါတယ်။ အဆိုပါစနစ်အတွင်းဖြည့်သွင်းရမယ့်အချက်အလက်များမှာခရီးသွားလာရေးအထောက်ထားများပြည်ဝင်ခွင့် passport ဆိုင်ရာအချက်အလက်များကိုယ့်ရဲ့အချက်အလက်များထိုင်းနိုင်ငံအတွင်းသို့သွားရောက်လက်ပတ်မြေအစီအစဉ်များဒဲခိုနေထိုင်ရေးဆိုင်ရာအချက်အလက်များနဲ့ကျန်းမာရေးဆိုင်ရာအချက်အလက်များစတာတွေပေါင်းဝင်မှဖြစ်ပြီးထိုင်းနိုင်ငံသို့မလာရောက်မီ၃ရက်ခန့်ကြိုတင်၍ digital ဆိုက်ရောက်ကန်အောင် online မှာတဆင့်ဖြည့်သွင်းထားရမှာဖြစ်တယ်လို့ဆိုပါတယ်။ Thailand Digital Arrival ကကအရင်တုန်းကဆောက်ရွက် ပ်ပေါ်မှာဖြည့်သွင်းရတဲ့ TMC ဖောင်းကိုအချိန်ကုန်သက်သာအောင်ဒီဂျစ်တယ်စနစ်ပြောင်းလဲထားပါလာမယ့်မေလတရက်နေ့ကစပြီးထိုင်းနိုင်ငံအတွင်းကိုလေးစိတ်ကုန်းလန်းရေးလန်းဖဲလန်းချောင်းကမဆိုးဝင်ရောက်လာတဲ့နိုင်ငံခြားသားတိုင်းထိုင်းနိုင်ငံဆက်ရောက်ကတ်ကိုဖြည့်ရမှာပါလို့ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ငန်းသူတအူးကပြောပါထိတ် ယခုအသုံးပြုမဲ့ Thailand Digital Arrival ကစနစ်ဟာထိုင်းနိုင်ငံအတွင်းသို့မဝင်ဘဲထိုင်းနိုင်ငံကနေတဆင့် transit နဲ့တခြားနိုင်ငံသွားမယ်ခရီးသွားထွေရအတွက်တက်ဆိုင်မှုမရှိဘူးလို့သိရပါတယ်ရှင်။